PDSV ကြောင့် IU နဲ့အယုံစော့လက်မခွဲပါအလုံးမင်္ဂလာပါလာရင်းဒီပါထွက်ပေါ်တတ်တဲ့သတင်းတွေထဲမှာထိတ်တန့်အဆိုတော် IU နဲ့မင်းသားအီဂျုံဆော်ရီရဲ့အခြေရေးသတင်းကလည်းထိတ်ဆုံးနာကနေပါဝင်နေပါဗျ။မီဒီယာတွေကသူတို့ရဲ့ထုံးစံဖွာသတင်းတွေတင်ဆက်တတ်ကြတာမို့တောင်ကိုရီးယား top star နှစ်ယောက်ရဲ့လမ်းခွဲသတင်းကလည်းအမြဲတမ်းလိုလိုထွက်ပေါ်နေတတ်ပါဗျ။ ပုံမှန်ဆိုရင်ပြိသက်တွေဆိုတာသူတို့ရဲ့ idol တွေချစ်သူကြီးစားထားကြရင်သဘောမကျကြပေမဲ့ IU နဲ့ Ejong So ကတော့ချွင်းချက်ဖြစ်ပြိသက်အားလုံးရဲ့ချစ်ခင်အားပေးခြင်းကိုခံနေရပါတယ်နှစ်ယောက်သားကတငယ်ချင်းဖြစ်စတင်ခဲ့ကြပြီးနောက်မှာမှချစ်သူဖြစ်အဆင့်တက်ခဲ့ကြတာမို့ပြိသက်တွေကဒီလိုဇလန်းလေးကိုသဘောကျနေကြတာပါဒါပေမဲ့နှစ်ယောက်စလုံးကသက်ဆိုင်ရာအလုပ်ကိုစီနေမအားလက်ကြတဲ့နာမည်ကြီးတွေဖြစ်တာကြောင့်တယောက်ကိုတယောက်အများကြီးအချိန်မပေးနိုင်ကြတာမို့လမ်းခွဲပြက်ဆဲကြပြီးဆိုတဲ့သတင်းတွေကလည်းအမြဲတမ်းထွက်ပေါ်နေတတ်ပါတယ် ဒီတစ်ခါလေနှစ်ယောက်သားလမ်းခွဲကြပြီဆိုတဲ့သတင်းကထပ်မံပေါ်ထွက်လာပေမဲ့အခုတော့ဒီသတင်းကမှားယွင်းကြောင်းအတည်ပြုပေးသူရှိလာပါတယ်အိုဆန်သတင်းဌာနရဲ့ဖော်ပြချက်အရအစရောတရုတ်ဆောင် IU နဲ့မင်းသားအီဂျုံဆော်ရိုဟာတည်ငြိမ်ပြီးချစ်ခင်တဲ့အချစ်ရေးကိုတိစောက်ထားကြဆဲဖြစ်ပြီး၃နှစ်ကျော်ဆက်ဆံရေးကိုရှေ့ဆက်နေဆဲဖြစ်ကြောင်းသိရပါဗျ။အတွင်သတင်းပေတယောက်က IU နဲ့အီဂျုံဆော်ရိုကောင်းကောင်းအဆင်ပြေနေကြကြောင်းပြောလာခဲ့ပြီးလက်တလောထွက်ပေါ်နေတဲ့လမ်းခွဲသတင်းတွေမဟုတ်မှန်ကြောင်းညင်ပေးသွားခဲ့ပါဗျ။ ီသတင်းတွေကတစ်နှစ်ပတ်လုံးခဏခဏထွက်နေလို့မထူးဆန်းတော့ဘူးလို့တော့ဆိုရတော့မှာပါ IU နဲ့အီဂျုံဆော့ဟာချစ်သူတွေဖြစ်နေကြောင်းကို2021ဒီဇင်ဘာမှာထုတ်ဖော်ပြောခဲ့ပြီးဒီကလေးကတည်ငြိမ်ပြီး romantic ဆန်ပေမဲ့သတင်းကရက်တွေတိတ်ဆိတ်ငြိမ်သက်တဲ့အခြေအနေတစ်ခုကိုတိစောက်ထားကြပါတယ်အီဂျုံဆောင်းက IU ရဲ့ဖြော်ပြပွဲတွေကိုတက်ရောက်ကြည့်ရှုအားပေးတတ်သလိုနှစ်ယောက်လုံးကလည်းတယောက်ကြောင့်ကိုတယောက်အင်တာဗျူးတွေမှာရှိုးတွေမှာမတိမတားလေးထည့်ပြောတတ်ပြီးသူတို့ရဲ့ခိုင်မာတဲ့တန်ရုံစင်ကိုဖော်ပြနေကြပါဗျာ။ ဒါပေမဲ့လည်းလက်တလောမှာတော့ IU ဟာသူ့မွေးနေ့မှာ BDSV နဲ့အတူထိတ်တန်းစားတောက်ဆိုင်တစ်ခုမှာညစာစားနေခဲ့တဲ့အတွက်နှစ်ယောက်သားဒိတ်နေကြောင်းကောလာဟာလာတွေထွက်ပေါ်နေခဲ့ပါတယ်။ဒါပြ IU ကအဲ့ဒီနေ့မှာပဲအချက်ဆုံးတငယ်ချင်းဂဟန်နာနဲ့လည်းပုံတင်ခဲ့သေးတဲ့အတွက် V နဲ့ကောလာဟာလာတွေကအတန်ကျေလာကြပါတယ်။နောက်ရမှာတော့ညစာစားတာ IU နဲ့ V နှစ်ယောက်တည်းမဟုတ်ပဲတငယ်ချင်းတွေပါပါသေးတယ်ဆိုတာပြန်သိကြရပါတယ်။ ဒီတော့ IUNEV ဟာ Love Wins All Music Video ရိုက်ကူးရင်းရင်းနှီးခဲ့ကြပြီးတငယ်ချင်းတွေဖြစ်ခဲ့ကြလို့ပဲဆိုရမှာဖြစ်ပါတယ်။ဤချုံစော့ဟာလာမယ့် project အသစ် The Remarried Empress ရိုက်ကူးရေးအတွက်နိုင်ငံရဲ့ချားမှာ schedule တွေရက်ရှည်သွားရတော့မှာမို့လမ်းခွဲသတင်းကပိုခိုင်မာသလိုဖြစ်နေပါဗျ။တချို့ကတော့ LDRS ဖြစ်ရင်ပြတ်တော့မယ်လို့လည်းကြိုတင်ဟောကိန်းထုတ်နေကြပါဗျ။ ဒါပေမဲ့အတွင်းသတင်းပေးကတော့ IU နဲ့အီဂျုံစော့ဟာမအားတဲ့ကြားကအချိန်ပေးတွေ့နေကြသလိုရင်းရင်းနှီးနှီးဆက်ဆက်နေကြတော့မို့ပြိသက်တွေစိုးရိမ်မှုမလို့ကြောင်းပြောလာခဲ့ပါတယ်။ IU ကသူ့ရဲ့တတိယမြောက် remake album ကိုမေ29မှာထုတ်ဖို့ရှိနေပြီးဂီတဘတ်ကိုပြန်လဲအခြေချအောင်မှာပါ။ဤဂျုံစောကတော့လာမယ့် drama အသစ်တွေဖြစ်ကြတဲ့ The Remarried Empress နဲ့ TVN drama စောချုံတုံတို့ကိုရိုက်ကူးသွားမှာဖြစ်ပါတယ်။ ပြည်သက်တွေကချစ်ရတဲ့အတွေ့လေးချစ်နေကြသည်လို့ပြောရွှင်နေကြပြီးအကြကြီးတူဆက်ရှိသွားကြဖို့ဆုတောင်းပေးနေကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။